ပမောခကျုပ်ဆရာတော်ဖရာကြီးဟာကျောင်းမှာစီစဉ်ထားတဲ့အလှူတွေအားလုံးကိုရက်ဆိုင်လိုက်တယ်လို့သိရပါတယ်။အရင်နေ့တွေကဆိုဆရာတော်ဖရာကြီးကျောင်းမှာအလှူဒန်းတွေအများများလုပ်ပါလေ။ဆရာတော်ဖရာကိုလာရောက်ဖူးမြော်သူတွေရပွဲကဖူးမြော်သူတွေနဲ့မပြတ်စီကားနေပါလေ။ငလျင်ဘေးသင့်ပြီးနောက်မှာတော့ဆရာတော်ဖရာဟာကျောင်းမှာစီစဉ်ထားတဲ့လူတော်တွေအားလုံးကိုရက်ဆိုင်ထားတော်မူလိုက်ပါလေ။ဆရာတော်ဖျားကြီးကိုဖူးမြော်ပြီးမေတ္တာတက်ခံယူလို့သူတွေအတွက်လည်းဒီလိုမလာကြနဲ့ ဒီလိုမလာရလို့ဘာမှမဖြစ်ဘူးဘေးဒုက္ခဖြစ်တဲ့နေရာတွေရောက်အောင်သွားကြဖုန်းကြီးကိုမဖူးရလို့ဘာမှမဖြစ်ဘူးဘေးဒုက္ခဖြစ်နေသူတွေကိုသွားပြီးကိုကြပါလို့မိန်တော်မူပြီးအဲ့တွေ့ခြင်းကိုမပြုတော့ပဲအချင်းပြင်းမေတ္တာပွားများပြီးတော့ယနေ့ထက်တိုင်သတင်းသုံးနေတယ်လို့သိရပါတယ်နောက်အပြင်တကြံအတက်နဲ့မှာပမောခကျုပ်ဆရာတော်ဖရာကြီးကတရားထူးတပုတ်ကို ဟောကြားတော်မူခဲ့ပါတယ် ပမုခကျုပ်ဆရာတော်ဘုရားကြီးဟောကြားတော်မူတဲ့တရားဟာမတရားတထေးကြောင်းအရှင်ဘာသူရကကြီးညိုပူဇော်ရေးထားတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်ဆရာတော်ဘုရားကြီးဟောကြားတဲ့အနုမောဒနာဩဝါဒကထာပြန်လည်တင်ဆက်ပြခြင်းပါလေ။ဒီနေ့မြန်မာနိုင်ငံမှာတဲ့ငလင်ဘေးဒဏ်အတွက်အထောက်အကူဖြစ် ထိုင်းနိုင်ငံဓမ္မကာရာចောင်းတိုက်ကလာရောက်လှူဒါန်တာ ဖြစ်တဲ့လူတွေရဲ့မြင့်မြတ်မှုဟာစိတ်သက်ပေါ်မူတည်တဲ့ မြင့်မြတ်သူဆိုတာစိတ်ထားမြင့်သူခေါ်တာယာရုဂုံချမ်းသာမှုနဲ့မဆိုင်ဘူးမြင့်မြတ်တဲ့ဗြဟ္မဝိဟာရတရား၄ပါး ਨੇ နေနိုင်မှ မြင့်မြတ်သူ ဖြစ်ပါတယ်တဲ့မြစ်တာဘလူလူမျိုးပဲဖြစ်ဖြစ်ဘလူစင်တယ်မဲ့ဖြစ်ဖြစ်ပါကိုယ်ရန်သူဖြစ်စေကိုယ်ရဲ့မြင့်မြတ်မှုကိုမြစ်တာတရားနဲ့ပေါ်ထွက်ရမှာဖြစ်ပါတယ်ဂယုနာဒုက္ခရောက်ပြီးကိုယ်ကိုယ်ရမယ်စင်ရဲ့ဒုက္ခကြုံနေပြီးထိခိုက်နေတာမှု ဆုံးရှုံးမှုဝမ်းနဲ့ကြေကွဲမှုကြုံနေတဲ့ပုဂ္ဂိုလ်တတ္တဝါတွေပေါ်မှာသူတို့ရဲ့ဆင်းရဲဒုက္ခကိုစာနာထောက်ထားမှုကိုညင်မှုကရုဏာဖြစ်ရပါမယ်။မုဒိတာ များသောအားဖြင့်လူတွေကကရုဏာထားနိုင်ပေမယ့် ကိုထက်တာမနာလိုဆိုတဲ့စကားအတိုင်းမုဒိတာမထားနိုင်ကြဘူး။မုဒိတာဆိုတာကလည်းလွယ်တဲ့တရားမဟုတ်ဘူး။အောင်မြင်နေတဲ့ပုဂ္ဂိုလ်ပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာမုဒိတာထားနိုင်ရမယ်ဥပိ္ခာဥပိ္ခာဆိုတာဘာမှ မျောလင့်ချက်မထားဘူးချစ်ချင်းမုန်းခြင်းခွဲခြားခြင်းမရှိမြတ်တဲ့စိတ်နဲ့ကြည်နိုင်တာဥပိ္ခာပဲအလုံးပေါ်မှာဆင်းရဲဒုက္ခမရောက်ကြပါစေနဲ့မေတ္တာထားရမယ်။ကံမကောင်းအကြောင်းမလားလို့ထိခိုက်နစ်နာသွားတဲ့ပုဂ္ဂိုလ်တွေကို ဝိုင်းဝန်းဖေးမှကူညီတဲ့ကရုဏာထားရမယ်။ ငလင်းဘေးဒုက္ခမှလွတ်မြောက်သူမိသားစုဘဝပျော်ရွှင်နေတဲ့ပုံကိုယ်တွေကိုလည်းဒီလိုပျော်ရွှင်မှုတွေရေရှည်ကြစွာတည်ကြပါစေလို့မူလီတာပွားရမယ်ဒုက္ခရောက်သူရောချမ်းသာသူရောရံဖန်ရံခါတပ်ပေတတကမ္မတကတရဝါရီဆိုတာသူကံတဲ့သူဖြစ်လာကြတာပဲဆိုတဲ့ဥပ္ပခါစိတ်နဲ့စိတ်ကိုတည်ငြိမ်စွာနေဖို့လဲလိုပါလိမ့်ဒီအချိန်မှာမေတ္တာခရုဏာ ဘုရီတာဥပိ္ပခာဆိုတဲ့ဗိမာဝိဟာရတရား၄ပါး ਨੇ နေထိုင်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်လောကမှာအကောင်းဆုံးမြင့်မြတ်တဲ့လုပ်ငန်းဆိုတဲ့ပါရမီကိစ္စဟာဒီ၄မျိုးပေါ်မှာပဲခြေခံတာဖြစ်ပါလေဖခင်လုံးတွေဟာမေတ္တာရှိလို့ဂိူနာထားလို့ဘုရီတာပွားနိုင်လို့ဥပိ္ပခာထားနိုင်လို့ပါရမီတွေကိုဖြည့်နိုင်တာဖြစ်ပါလေပါရမီ၁၀ပါးထဲမှာ မေတ္တာနဲ့ဥပိ္ပခါကိုပါရမီမှာဖော်ပြပြီးဂယုဏနဲ့မုဒိတာကိုတော့ပါရမီစေပါအနေနဲ့ဖော်ပြတာမရှိဘူး။ဘာဖြစ်လို့ဒုံလို့စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာရှိရင်ဂယုဏမုဒိတာဖြစ်ဖို့မခဲရင်ဘူး။ဥပမာကိုမေတ္တာရှိတဲ့ကိုရဲ့သားသမီးဒုက္ခရောက်တဲ့ချိန်မိဘတွေရင်ထဲမှာအကျဉ်းတော်တရားဂယုဏဖြစ်ပေါ်လာတယ်။ကိုသားသမီးကြီးပွားတိုးတက်လာရင်လည်း မုဒိတာတရားဖြစ်တယ်။အဲ့ဒီတော့မေတ္တာရှင်ရင်ဂိယုနာနဲ့မုဒိတာကအခအားရစွာဖြစ်လာနိုင်ပါလေ။ဒါပေမဲ့မြတ်စွာဘုရားရထားတဲ့ဂုံးတွေဟုသမျှအလုံးဟာဂိယုနာတရားပေါ်မှာအခြေခံနေ။လောကလုံးကိုမြတ်စွာဘုရားကကြီးလိုက်လို့ရှိရင်အိုခြင်း၊နာခြင်း၊သေခြင်းဆိုတဲ့ဆင်းရဲဒုက္ခကလွတ်တဲ့ပုဂ္ဂိုလ်တူတယောက်မှမရှိဘူးဆိုတော့ဂိယုနာပွားတာပဲဖြစ်တယ်။ သေးချာစဉ်းစားကြည့်ရင်အစဉ်ပြေတဲ့ပုံကိုရောအစဉ်မပြေတဲ့ပုံကိုရော ချမ်းသာတဲ့ပုံကိုရောစင်ရတဲ့ပုံကိုရောအလုံးဟာတခဏပဲဖြစ်တယ်။ဒါကြောင့်မို့အလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တနာရမယ့်ပုံကိုတွေကြီးဖြစ်လို့ဗုဒ္ဓအနေနဲ့ကြည့်ရင်ဂိယုနာဖြစ်လိမ့်မယ်။မေတ္တာနဲ့ဥပိ္ပခာမေတ္တာအခြေခံလောက်တာဖြစ်ပေမဲ့ဥပိ္ပခာလည်းထားရှိရမယ်။မျောလင်းချက်တစ်ခုမှမထားရဘူး။ ကိုယ်လုံးနဲ့ပတ်သက်ပြီးတစ်ဖက်သားပေါ်မှာဘာကိုမှမမျှော်လင့်ရဘူးသူ့ကိုငါကူညီခဲ့တယ်ငါကြမကူညီဘူးဆိုပြီးစိတ်ကွက်တည်းအဲ့ဒီစိတ်တက်မျိုးမဖြစ်အောင်နေရမယ်အဲ့ဒါဥပိ္ပခာပါရမီလို့ခေါ်ပါလေကိုယ်လုံးတဲ့အလုံးနဲ့ပတ်သက်ပြီးတစ်ဖက်သားရဲ့ကျေးဇူးတင်ပါလေဆိုတဲ့စကားကအဆောက်ဘာကိုမှမမျှော်လင့်နေတဲ့ကူညီဖို့တသက်သူ့အတွက်လုပ်ပေးတာတသက်ပဲဆိုတဲ့စိတ်ပိုင်းဖြစ်နိုင်ရမယ် အဲ့ဒါမှတကယ်မြင့်မြတ်တဲ့ပုံကိုဖြစ်ပါလေမေတ္တာနဲ့ဥပေက္ခာအပြန်အလှန်ထင်းချောင်းရမယ်ဥပေက္ခာနဲ့မထင်းချောင်းရင်မေတ္တာကပြန်ပြီးပျက်စီးသွားတည်းဒါကြောင့်ပါရမီ၁၀ပါးထဲမှာမေတ္တာပါရမီဥပေက္ခာပါရမီဒီနှစ်ခုကိုအဓိကထည့်ထားတာဖြစ်တယ်ဆင်းရဲဒုက္ခမှလွတ်ပါစေထောက်ကူဖြစ်ပါစေဆိုတဲ့မြင့်မြတ်တဲ့စိတ်ထားနဲ့လာရောက်ပြီးအားပေးနှစ်သိမ့်တဲ့အနေနဲ့ကုသိုလ်ကောင်းမှုလာလောက်ကြတယ် ဝမ်းမြောက်ဝမ်းသာကြိုးစိုးလက်ခံကြရမှာဖြစ်ပါလေအေးတူပူမြလက်တွေပြီးဗုဒ္ဓအဆုံးမအောင်မှာငြိမ်းချမ်းစွာတရားဓမ္မကိုနှလုံးသွင်းနိုင်ဖို့ကြိုးစားအားထုတ်ရမှာဖြစ်တယ်ဒါကြောင့်မို့မေတ္တာပို့တဲ့အနေနဲ့အားလုံးကိုမေတ္တာပို့တယ်လို့ဆရာတော်ဖခင်ကပြောဟောပြောခဲ့ပါလေအမောခချုပ်ဆရာတော်ဖခင်ကြီး ဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ဟောကြားချက်ကိုမေဒီယာတထေးကျောင်းအရှင်ဘာသူရကကြီးညိုပူဇော်ထားတာပဲဖြစ်ပါလိမ့်